အဲ့တော့အခုချက်ချက်ဦးကမေးတဲ့မေးခွန်းအဲ့ဒီမေးခွန်းကဒို့ဟွာလေစေတနာမှန်နဲ့မေးတဲ့မေးခွန်းမဟုတ်ဘူးဟုတ်လားတကယ်သိကြလို့နားမလဲလို့မေးတဲ့မေးခွန်းမဟုတ်ဘူးအဆဆွဲထုတ်တဲ့မေးခွန်းเนาะအဲ့ဒီမေးခွန်းကိုတို့ကဖြည့်ရှင်းစရာ ပြန်ဖြေစရာမလိုတဲ့မေကွန်းဘာကြောင့်လဲဆိုတော့တို့ကဒီအလုံဆလုံနေကဒီအကြောင်းအရာဒီ knowledge တွေကအကုန်လုံး sharing လုပ်ထားပေးပြီးသားအကျိန်တသိန်းတန်းလောက်ရှိပြီး sharing လုပ်ထားပေးပြီးသားတို့ပိတ်သက်စစ်တယ်တို့ရဲဘော်စစ်တယ်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီဟာတွေရဲ့အဖြေတွေကိုအကုန်လုံးမှရှိပြီးသားဟုတ်တယ်နော် အကုန်လုံးမှာရွှေအကြောင်းစိန်အကြောင်းဟုတ်လားရွှေတွန်နီစိန်တွန်နီရွှေရီကဘလို့စိန်ဆိုရင်ဘလို့စစ်ရတယ်နော်ကြောက်ထဲလီဆိုရင်ဘလို့နော်ဗဒမြားဆိုတာကဘာနော်အာမြားဆိုတာကဘာနော်ဆိုတာလေ ပဒီ9နှစ်ကျော်6နှစ်တာကာလအတွင်းမှာဘယ်နှကြော့ဘယ်နှကြော့မှန်းအောင်မသိဘူးရှင်းပြတာ။ဟိုအရင်ဗီဒီယိုဖိုင်တွေရိုက်ပြီးတော့မှမတင်ပြခင်ကာလတွေတည်းရလဲရှင်းပြနေတာအကြိမ်ကြိမ်နော်။ဒါဆိုရဲဘော်ဟောင်းနေဆိုသိတယ်။အဲ့တော့ဒီဘက်ဗီဒီယိုတွေရိုက်ပြီးတော့မှတင်တဲ့အထဲမှာလဲအဲ့ဒီဗီဒီယိုတွေကအခုချိန်ထိရှိတယ်။တင်ထားပေးပြီးသားဗီဒီယိုတွေနော်။ဆိုတော့အခုချိန်ထိရှိတယ်။ဆိုတော့လေအော်မေကွန်မေးတယ်ဆိုတာလဲစေတနာမှန်နဲ့တကယ်သိကျင်တဲ့မေကွန်ဖြစ်ဖို့လိုတယ်နော်။ ဒီလိုမျိုးအဆဆွဲထုတ်ပြီးတော့မှအာတမင်တကာပေါ့တည်တယ်လားအဲ့လိုမျိုးတူမီရှုံမီလုတ်တဲ့ဟာမျိုးနဲ့စကားအမားကိုလာပြီးတော့မှဖမ်းတဲ့ဟာမျိုးဆိုလို့ရှိရင်တော့တမီထက်ထက်ဦးမှားသွားမယ်နော်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီအကြောင်းအရာတွေဒီယတနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေဒုကလေရှင်းပြခဲ့ပြီးတာဟိုပဝိပဝိနေကဒုဒီလောကထဲကိုစဝင်လာပြီးအောင်မြင်တာအဲ့ဒါနဲ့အောင်မြင်တာပဲ နော်အဲ့လိုမျိုးရှင်းပြတာတို့ရောင်းတိုင်းကောင်းပါတယ်မှန်ပါတယ်လို့တို့ကပြောပြီးမရောင်းဘူးမကောင်းဘူးဆိုမကောင်းဘူးတော့မယူနဲ့ကောင်းတယ်ဆိုရင်ကောင်းတယ်နော်ယူနော်ဟဲ့ရွှေဆိုရင်ဘယ်လိုတွက်ရတယ်နော်ရွှေတပင်းကဘယ်လောက်ရှိတယ်နော်စိန်ဆိုရင်ဘယ်လိုနော်ညကဘာနော်ဗဒံညကဘာနော်ဟဲ့စစ်ထရင်းနဲ့အဲတို့ဒမ်ဘူရိုင်းနဲ့ကမတူဘူးနော်ခရမ်းဆွဲဆိုတာဘယ်လိုညဆိုတာကွဲတတ်တယ်ခြေတတ်တယ်နော်ဟုတ်လား အကောင်လုံးရဲဘော်တွေအကောင်လုံးတို့ကိုကြည့်နေတဲ့ရဲဘော်တွေအကောင်လုံးကလင်ဟိုလုံးဝကြောင်းသွားတက်စရာမလိုဘဲနဲ့ဒီဟာတွေကို pH အဆင့်အောင်ဖြစ်နေပြီမမသိရဲဘော်အဆင့်ဆိုရင်ဟုတ်တယ်လားเนาะစိန်တွန်နီးเนาะစိန်ကเนาะအဲတကလက်မှာเนาะဘဘဘနယတီเนาะအဲဒိုဒိုတယတီဆိုရင်ဘနကလက်เนาะဟုတ်လားအသေးစိတ်အကောင်လုံးနေပြောခဲ့ပြီးပြီအဲ့တော့တမိလာမေးတဲ့မေးခွန်းကစေတနာမှန်တဲ့မေးခွန်းမျိုးမဟုတ်ဘူးတို့ဖြေစရာအကြောင်းမရှိဘူးဟုတ်တယ်နော်ဆိုတော့တို့ကလည်း အခုဆိုရင်ဒါမီဒီယာတွေမှာရောအခုဗီဒီယိုဖိုင်တွေတို့ကဗီဒီယိုဖိုင်တွေအများနဲ့တနည်းတနည်းပြောတဲ့เนาะပြောတဲ့ဗီဒီယိုဖိုင်တွေကိုလေအများနဲ့တင်ပေးခဲ့တယ်ပိဋကကြီးသတိထားမိလားကျမကိုသတိထားမိလားပိဋကကြီးကျမအခုပြန်ပြီးတော့မှကျမ၃ရက်နားတယ်၃ရက်နားပြီးစပြန်ထွက်တယ်เนาะအဲ့စထွက်တဲ့ speech ကနေစဆိုးပေါ့เนาะဘယ်နည်းနေလဲအဲ့ speech ကပြန်စထွက်တာဘယ်နည်းနေလဲအလုတ်ပြန်လုတ်တာအဲအပြာနူလေးနဲ့ ဒီနားလေးရအပွင့်လေးတွေနဲ့เนาะဆိုတော့လေအဲ့ဒီနေ့တည်းကနေပြီးတော့မှဒိုးကသပင်းလုံးဝမချတည်ဘူးဟုတ်ပြီเนาะဟုတ်လားပြည့်တက်ကြီးဟုတ်လားသပင်းဟမ်16ရက်နေ့18ရက်နေ့18ရက်နေ့ live ပြန်စတယ်เนาะအဲ့ဒီနေ့ကနေ speech ပေါ့လေအဲ့ဒီနေ့ speech ပေါ့အဲ့ဒီနေ့ကနေဒီနေ့အထိတတိထားမိလားကျမဘယ်တော့မှအလွတ်သဘောမနေဘူးเนาะသပင်းလုံးဝမချတည်ဘူးဟုတ်လားပြည့်တက်ကြီးပြန်ကြည့် video file နေသပင်းလုံးဝမချတည်ဘူး ကျွန်မစထွက်လာနေရသပင်အပြောင်သိမ်းနေပဲ18ရက်နေ့နေရ18 19 20 21 22ဒီနေ့6ရက်ရှိပြီအလုံးလုံးတာ6ရက်လုံးကျွန်မသပင်မချသေးဘူးဖားလားသပင်သိမ်းနေသပင်စီးနေသပင်ထုံးနေဟုတ်တယ်နော်အဲ့တော့အခုမီဒီယာတွေပေါ်မှာ ကျမရဲ့ Almond Thin Fan တို့ Almond Thin Fan Page တို့ Almond Thin တို့ဆိုပြီးတော့မှ Almond Thin ဘာညာပေါ့ Almond Thin ဘလို့ဘာညာစသဖြင့်အကောင့်ကြီးအများကြီးနဲ့အများကြီးနဲ့အများကြီးနဲ့အဲ့ဒီတွေမှာဟိုးအရင်အရင် ပြောခဲ့တဲ့ video file တွေကနေပြန်ယူပြီးတော့မှဖြတ်ဆက်ညက်တွေနဲ့အင်းကြီးအစိမ်းနဲ့သပင်ဖားလာနဲ့ဟာဆိုရင်ကျမတို့နိုင်ငံသားမှာမြန်မာနိုင်ငံသားလားမြန်မာလားလို့မင်း မြန်မာနိုင်ငံသားလို့ဖြစ်ရမယ်ဆိုတဲ့ဟာကိုကျမကိုတယောက်ကပြောလို့အဲ့တယောက်ရဲ့ဗီဒီယိုကိုဖွင့်ပြတယ်ဟာဟုတ်တယ်နော်ပိဋကတ်ကြီးသိတယ်ဟုတ်တယ်လားဆိုတော့ဂျန်နဲ့ဂျန်နဲ့ speech တွေဆိုတာကလည်းနော် ကျန်တဲ့ကျန်တဲ့ speech တွေဆိုတာကလည်းကျမဟိုတလုံးနဲ့ကအကောင့်တူတွေအရန်ပေါ်လွားကြည့်လို့အင်ကြီးပန်းရောင်လေးနဲ့เนาะအကောင့်တူတွေအရန်ပေါ်လွားကြည့်လို့ကျမသတင်းစာထဲမှာတော့ကြော်ညာထင်ရတယ်ဒီအကောင့်တူတွေကိုဆိုပြီးတော့မှကျမပြောထားတာဟုတ်တယ်เนาะဆိုတော့လေအရန်ဖြက်ဆက်ညက်တွေနဲ့အဲ့တော့ကျမတို့က social media ကိုကြည့်တယ်ဆိုရင်ညံပါဖို့လိုတယ်အုံနောက်ပါဖို့လိုတယ်အဲ့တော့ ဆိုရှယ်မီဒီယာပေါ်မှာတက်လာသမျှဟာဒီမှန်သလားမှားသလားဆိုတော့ဒီလိုမျိုးလေးဖြစ်ဖို့လိုတယ်เนาะဆိုတဲ့ခါကျတော့လေအုံနောက်အုံနောက်ရှိဖို့လိုတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ဒီခေတ်ကလေဆိုရှယ်မီဒီယာပေါ်မှာက page တွေအဲခုနကပြောတဲ့ account တွေဆိုတာကသူတို့က monetization ရချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့က reach များအောင်လို့သူများရဲ့အဲအကြောင်းအရာတွေပေါ်မှာပဲ လူကစိတ်ဝင်စားတာကိုเนาะဆိုတော့လူတို့ကလည်းသူများအကြောင်းအရာပဲစိတ်ဝင်စားတဲ့ခါကျတော့အဲ့ဒီဟာတွေပေါ်မှာပဲသူတို့က attention လုပ်ပြီးတော့မှအဲ့လိုနေလုပ်ပြီးတော့မှကျမဗီဒီယိုဖိုင်တွေအကောင်လုံးပြန်ရှာပြန်ရှာပြန်ရှာပြီးတော့မှအခုပဲပြောသလိုလိုအခုပဲဟွာဖြစ်သလိုလိုဒါပေမဲ့ပရိသတ်ကြီးတည်ထားဖို့လိုတယ်ကျမ79ရက်နေ့အလုတ်ပြန်စနေကသပင်လုံးဝမချသေးဘူးကျမဘယ်တော့မှအလွတ်မနေဘူးဟုတ်လားပြန်ကြည့်ကျမလုံးဝသပင်မချသေးဘူးသပင်စီးတယ် စပင်ထုံးတယ်ဟုတ်လားဗီဒီယိုဖိုင်တွေပြန်ကြည့်ကြည့်နော်အဲ့တော့လေဟိုဟိုဘယ်လိုခေါ်မလဲခုနကပြောတဲ့အကြောင်းအရာဆိုလို့ရှိရင်လေဒီမေးခွန်းနေရာကျွန်မဖြေစရာအကြောင်းအရာမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်မပြောပြခဲ့ပြီးတော့အဲ့ knowledge တရားလေးကျွန်မအဲ့ knowledge တွေအဲ့လိုမျိုးတွေကိုဟိုဖြစ်မှာဆိုလို့ကျွန်မဟိုးအရင်နေရာဒီလို knowledge တွေအာယေရနာနဲ့ပတ်သက်တဲ့ knowledge တွေမတိကြလို့မလို့ကျွန်မတွတ်နီးအောင်သင်ပေးခဲ့တာ။ဟုတ်လား။တစ်ချိန်နဲ့လည်းမဟုတ်ဘူးနော်။ အချိန်ချင်းအခါခါတတိယတိုင်းအချိန်ချင်းအခါခါတတိယတိုင်းကျမတင်ပေးခဲ့တာဟုတ်လားเนาะအချိန်ချင်းအခါခါတတိယတိုင်းတင်တင်ပေးခဲ့တာပြောပြခဲ့ပြီးသားရှင်းပြခဲ့ပြီးသားအချိန်ချင်းအခါခါတင်ပေးခဲ့ပြီးသားเนาะနောက်တစ်ခါရေဒနာအကြောင်းဆိုတာလေးလေးပြောခဲ့ပြီးပြီးသားကျမရေပေါ်ဟောင်းနေဆိုရင်တည်တယ် PhD တွေတောင်ရကုန်လောက်ပြီเนาะ PhD တောင်ရွှေတွင်နီးတွေစိန်တွင်နီးတွေဟုတ်လားနော်ရွှေတွင်နီးတွေစိန်တွင်နီးတွေဟာအကုန်လုံးကျမရွှေဆက်နီးတောင်တင်ပေးသေးတယ်ရွှေဆက်နီးတောင်ပြောပေးသေးတယ် နော်ရွှေဆိုတာအတွင်းဆက်ရှိတယ်အပြင်ဆက်ရှိတယ်ဒီတော့ကျွန်မပြောခဲ့ပြီးသားကုံနေပြီကျွန်မပြောစရာကိုကိုလေးသုံးချောလေးချောလောက်ကိုကျွန်မကုံအောင်ပြောခဲ့ပြီးပြီတိလားကျွန်မတင်ခဲ့ရတဲ့ဒီစာရင်အခုပိဋိတ်တက်ကြီးကျွန်မကိုကြည့်နေတဲ့ပိဋိတ်တက်ကြီးကရေဒနာနဲ့ပတ်သက်လို့ရှိလို့ရှိရင်လေ laboratory စစ်ဆေးခန်းထဲမှာကျွန်မတို့စက်ပစ္စည်းတွေကိုကင်ပြီးတော့မှစစ်ဆေးတဲ့အဆင့်ပဲကျန်တော့တယ်တင်ကြားပို့ချမှု ကျွန်မတို့လက်ချာကုံပြီ theory ကုံပြီကျွန်မပြန်ပြန်ပြီးတော့မှပို့ချခဲ့တာ 对了。 theory ဘိုင်းကုံတလောက်ဖြစ်သွားပြီကျွန်မတို့သင်ခင်းရတဲ့ဒီဈေးခွက်ထဲမှာအားလုံးအတုံးတဲတဲ့အပိုင်းပေါ့ကျွန်မတို့ကျန်တဲ့ဟိုခုနပြောတဲ့ geology နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်မတို့ကတော့အများကြီးသင်ရတာပေါ့နော်ဟိုခုနလိုပေါ့ဟိုမိဘူးတဲထဲတဲ့ကျွန်မတို့ကတော့ mica တွေကအစကျွန်မတို့တွေကတော့စာထဲမှာတော့အများကြီးသင်ရတာပေါ့ဘာဖြစ်လို့ကြောင်းမြေရတနာနဲ့ပတ်သက်တဲ့ဟာတွေကိုသင်ရတာကိုသင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ကရတနာတန်းဝင်တာရောရတနာတန်းမဝင်တာတွေရောသင်ခင်းရတယ်ဒါပေမဲ့ကျွန်မတို့ကလူတို့အားကြတော့ရတနာတန်းဝင်တာပဲသိဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအဲ့ထဲကနေအကုန်လုံးကောက်နှုတ်ပြီး တော့မှပြန်ပြီးတော့မှလीပြောခဲ့ပြောခဲ့တဲ့ဒီနှစ်ကာလအရှိကြီးမှကျမ revision ပြန်လာတော့၅ချောလောက်ရှိပြီလားမသိဘူးအမှန်မမှားဆိုရင်တော့အာဟိုင်း revision ပြန်လာတော့ကျွန်မ၅ချော့လောက်ရှိလောက်ပြီအဲ့တော့ video file နဲ့ video file နဲ့အများကြီးရှိပါတယ်ဟုတ်တယ်လားเนาะဆိုတော့ပြန်ပြီးတော့မှရှာကြည့်ကြည့်သမီးတို့သိကျင်တာလေးရှိရင်ပြန်ပြီးတော့မှရှာကြည့်ကြည့်เนาะဆိုတော့လေအကောင်လုံး video file တွေရှိရဟိုးအရင်တော့ကတော့ဒီလို video file တွေရိုက်ရကောင်းမှမမသိခင်တော့ကတော့အလွတ်တွေပြောခဲ့ရတာပေါ့เนาะ live တွေကလည်းပြတ်သွားတာတွေပေါ့လေအလွတ်တွေပြောခဲ့ရတာဆိုတဲ့ခါကျတော့အခု နောက်ပိုင်းကျတော့ကျမလေးဒီ speech ဒီအလကားမဖြစ်သွားအောင်အလဟတ်တ်မဖြစ်သွားအောင်ဗီဒီယိုလေးရိုက်ရအောင်မသိတဲ့ကစားကျမဗီဒီယိုလေးရိုက်တယ်ကျမဟိုဘက် page မှာတင်ပေးထားတယ် TikTok မှာတင်တယ်အဲနောက်တစ်ခါအဲကျမရဲ့ဒီဘက်ကဟိုကျမကျမကိုစားကျမကိုစားရင်မဟုတ်ဘူးပေါ့ကျမကိုချစ်ခင်စွာနဲ့သူကလည်းကျမကို support လုပ်ရင်သူလည်းပတ်စံရရင်ဆိုရင် almond thin recap ဆိုတဲ့ခလေးလေးအင်ကြီးအဝါလေးနဲ့ almond thin recap ဆိုတာသူလည်းတော်တော်လေး follower အများကြီးရှိပါတယ်သူလည်း follower ၄သိန်းကျော်လောက်ရှိမယ်နဲ့တူတယ်နော်ဆိုတော့အဲခလေးလေးတိ ောက်ပဲကျွန်မပေါ်မှာစေတနာမှန်စွာနဲ့အဲ တင်တာပေါ့လေနော်ဆိုတဲ့ခါကျတော့ဒီကလေးလေးတယောက်ပဲသူတကယ်ကိုအမှန်တရားအရှိတရားတင်တာဂျန်နဲ့ဟာတွေကတော့ attention seeker တွေကြီးပဲကျွန်မအမိပြီးတော့မှပတ်စံလှုပ်ရှားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဂုံတိတ်ခါလဲသူတို့မငဲ့ဘူးဒီစကားပြောရင်ဘာဒါတင်လိုက်ရင်ဘာဖြစ်မလဲဒီပုံထင်းရင်ဘာဖြစ်မလဲဒီလိုလှုပ်ရင်ဘာဖြစ်မလဲဆိုတာလောက်ကိုသူတို့မစင်စားဘူးဘာဖြစ်လဲသူတို့ရဲ့အဲဟိုဗီဒီယိုတွေကိုလူကြည့်များဖို့ပဲလှုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပရိတ်သတ်ကြီးတိရှိတဲ့ပရိတ်သတ်ကြီးကအုံနောက်ရှိဖို့လိုတယ်နော်ဆိုတော့ကျွန်မ18ရက်နေ့အလုပ်ပြန်လုပ်နေကကျွန်မဒီနေ့ ီချိန်ဒီသဘင်မချရသေးဘူးနော်သဘင်မချရသေးဘူးဟုတ်လားတတိထားမိလားနော်သဘင်မချရသေးဘူးကျွန်မဒီမှာဒီသဘင်သိမ်းနေစီးတယ်နော်အဲ့လိုပုံစံနဲ့ပဲကျွန်မပွဲထွက်ထားသေးတာမနေ့ပြန်တရက်အလုပ်လုပ်ဖို့ကြံသေးတယ်โอเคเนาะအဲ့တော့လေညံရင်မြင်မှာဖို့လိုတယ်တရှိသူတွေကလေနော်ညံရင်မြင်မှာဖို့လေဟုတ်ပြီလားအဲ့တော့သမီးမေးတဲ့မေးခွန်းရဲ့အဖြေကိုသိချင်တဲ့ဆိုရင်ထက်ထက်ဦးကဗီဒီယိုတွေအများကြီးရှိရွှေရီအကြောင်းစိန်အကြောင်းမြအကြောင်း 啊，张明也在那里？一照，专利的照，学专利、生专利，描写 video 的多少级。o k n o 好比啦。